အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေဂျာသပရိသားသမီးအားလုံးအတွက်စနေရ6လ2025ကနေ17ရက်6လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကညမှာဟောကိန်းကိုကဏ္ဍတစ်ခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်ကာလမှာကျွန်တော်မိတ်ဆွေဂျာသပရိသားသမီးတွေပေါ့လေအဲဘလို့ကံရလေးတွေကြုံတွေ့ရတယ်လဲဆိုတော့အဲအိုးအိမ်နဲ့ပတ်သက်တဲ့ကိစ္စလေးကအစပြောကြပါဆိုပြနော်အဲဒီတစ်ပတ်ကာလမှာကျွန်တော်မိတ်ဆွေဂျာသပရိသားသမီးတွေ အဲ့ဒီနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးပြုပြင်ရတာဒီဆောက်ရတာအသစ်ဆောက်တာဖြစ်စေဝယ်တာဖြစ်စေအဲ့ဒါမို့ပြန်ပြင်ရတာမျိုးဖြစ်စေကြုံရတယ်တချို့ကတော့အိမ်နဲ့ပတ်သက်တဲ့စာချုပ်စာတမ်းတွေငါးရတာပြည့်တဲ့အတွက်အထပ်ပြီးစာချုပ်ထုတ်ဖို့အတွက်အပြင်ဆင်ရတာမျိုးပြောဆိုရတာမျိုးတွေသွားကြုံရတဲ့ကိစ္စတွေမှပါပါတယ်ဗျာနော်ပြီးတော့ဒီကနေ့မှာတချို့တွေကြတော့ဆိုင်ငန်းကိစ္စတွေပါတယ်လောက်ဝတက်တဲ့ကိစ္စတွေမှသွားပါတယ်ဆိုင်ငန်းတွေပြုပြင်တာမျိုးတွေဖြစ်စေအသစ်ငါးဖို့ဖြစ်စေစသည်အားဖြစ်ပါလေအဲ့တော့လုပ်ငန်းဆောင်တာနဲ့ပတ်သက်ပြီး အနေအထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ပြောဆိုလောက်ကန်ရတဲ့အနေထားထဲမှာကြုံရမယ့်ဂိမ်းတွေမှာသွားပါတယ်။လောက်ရင်လည်းတင့်တော့ပါတယ်။ကောင်းတဲ့ထဲမှာပါတယ်တော့ဘာမှစိတ်ကူးစရာမလိုပါဘူးပြန်နော်။တော်တော်လေးအားကောင်းပါတယ်။အဲနောက်တစ်ခုဒီကလာမှာအလုံးနဲ့ပတ်သက်ပြီးပြောချင်လို့နော်။အဝင်နှောင်းနေတာဖြစ်ခဲ့မယ်ဆိုရင်ဒီကလာမှာယာရုတိုးတက်တဲ့အနေထားကြုံရတတ်တယ်ပြန်နော်။အဲတော်တော်လေးအားကောင်းမယ်။အခက်ခဲအတိုက်ခိုက်နေကြတဲ့ကနေယာရုတိုးတက်တဲ့အနေထားကြုံရတတ်တယ်။တချို့ကယာရုမတိုးရင်လစာတွေပါတွေတိုးတက်တယ်ဆိုတဲ့အနေထားကြုံတယ်ပြန်နော်။ပြီးတော့အမှုပညာရှင်တွေပါတွေဆိုရင်ဒီကလာမှာ နိုင်ငံတော်ကချင်းမြင်တဲ့ဘဝတူကုံတူစုစည်းတွေရရှိပိုင်ဆိုင်တတ်တယ်ဆိုတဲ့အနေအထားမျိုးသွားကြုံရတတ်တယ်ဝေဖန်ကြည့်ရမှုတွေကြားထဲကနေရတဲ့အောင်မြင်မှုလို့ဆိုကြပါဆိုပြန်နော်အဲ့လိုကိန်းခန်းထဲမှာသွားပါတယ်လို့ခေါ်တယ်ပြီးတော့တချို့ဝန်ထမ်းတွေဆိုလို့ရှိရင်ဒီကာလမှာနိုင်ငံတော်ကချင်းမြင်တဲ့ဘဝတူကုံတူစုစည်းတွေရရှိပိုင်ဆိုင်တတ်တဲ့အနေအထားတွေဖြစ်တတ်တယ်နော်ဆိုတော့ကောင်းလာမင်းအလုံးနဲ့ပတ်သက်ပြီးအမရန်ကောင်းပါတယ်ပြန်နော်မကောင်းတဲ့အကြောင်းမရှိဘူးသို့တော့ဘာဖြစ်လဲဆိုတော့လက်ရှိလုပ်နေတဲ့အလုပ်ကိုလေအကြောင်းအကြောင်းကြောင့်ပေါ့လေအလုပ်မှာအဆင်ပြေတယ်ဆိုရင်တော့မှ အပြင်းလာတဲ့ဖိအားတွေကြောင့်ဖြစ်စေအောက်လက်ငယ်သားတွေရဲ့မနာလိုတိုက်ခိုက်မှုတွေလှုပ်ဖော်ကိုင်းပဲအချင်းချင်းအကောက်ကျန်တာမျိုးတွေကြောင့်ဖြစ်စေလက်ရှိအလုပ်ကနေထွက်ချင်းပြောင်းရင်ရွှေ့ချင်တဲ့စိတ်လေးတွေအယမ်းပေါ်နေတာမျိုးတွေဖြစ်တတ်ပါတယ်ဗျာနော်ဖြစ်လို့အဲ့လိုမျိုးပေါ်လို့လက်ရှိအလုပ်ကနေထွက်ပြီးပြောင်းခွင့်ရောကောင်းမှလားလို့မေးတဲ့အရာလေးတွေရှိတယ်အဲ့တော့ကျွန်တော်သဘောရဆိုရင်တော့ဒီကလာမှာအလုပ်ထွက်ပြီးလို့ရှိရင်ပြောင်းမယ်ဆိုရင်ပေါ့လေတခြားအလုပ်မျိုးသွားလှုပ်တာမျိုးမဟုတ်ဘဲနဲ့ကိုပိုင်စီးပွားရေးတစ်ခုစတင်အကောင့်ထဲပေါ်တိစောက်ပြီးတော့လှုပ်မယ်ဆိုရင်တော့အမရန်တင့်တော်တဲ့ကာလတွေမှာပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ ူများအလုပ်ကိုပဲထပ်ပြီးပြောင်းမယ်ဆိုတော့မပြောင်းတာပို့ပြီးတော့ကောင်းတယ်နော် ပြောင်းခိုင်းလက်ရှိအနေထားတဲ့ပုံညံတဲ့အညံတွေတခုရင်ဆိုင်ရပါလိမ့်မယ်နော်အဲ့ဒါလေးကတော့မမေ့ပါနဲ့ဗျာနော်ပြီးတော့ဒီကရမှာပတ်စံတွေပါရလို့ရှိရင်လေအဲကိုပိုင်စီဝါရေးလှုပ်ဖို့ဇောက်ချဘလို့လှုပ်ထုတ်ကိစ္စမျိုးတွေဒီမှာထက်ပြီးတော့လှုပ်တာပဲဖြစ်ဖြစ်အိုးသိအိမ်သိရဖို့အတွက်အိမ်ဆောက်တာအဲ့လိုမျိုးနေရာမှာပတ်စံဖြစ်တာပဲထက်သုံးပေးဗျာနော်ဘာကြောင့်လဲဆိုတော့လက်ထဲဒီတိုင်းထားလို့ရှင်အပြောက်အပြက်လေးတွေအမှန်တမ်းများတတ်တဲ့ဂိမ်းတွေမှာသွားပါလိမ့်မယ်နော်လက်ထဲမှာပတ်စံစုပ်ကင်မထားပါနဲ့လို့အကြံပေးခြင်းလေဗျာနော် အဲဒီကတော့မှအလုပ်လုပ်တဲ့ခါမှာပေါ့လေကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေဆိုရင်စက်တူရှယ်ယာလုပ်ငန်းလေးတွေလုပ်ရတတ်တယ်အဲစာရုပ်စာတမ်းတွေလက်မှတ်ထိုးရတတ်တဲ့ဂိမ်းတွေရှိတယ်ကောင်းတယ်ပေါ့နော်သို့တော်တခုမှဒီဟာလေးရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီကတော့မှကိုယ့်ရဲ့နာမည်ကိုအသုံးချပြီးတော့ကိုကျိုးရှာတဲ့သူတွေကြောင့်နာမည်ကိုသိခါကြဆင်းစရာလေးတွေတော့ဖြစ်တတ်တယ်အနောက်ရှက်ပေးမဲ့သူတွေနဲ့စုံစည်းရတတ်တယ်အဲ့ပေးတဲ့သူတွေကရောအဝေးရလာဆိုတော့မဟုတ်ဘူးဗျအရင်ဒီဆုံးသူတွေကနောက်ကျတော့ဓာတ်နဲ့တဆုံးထိုးလိုက်မယ်နော် ပကုံးဖက်ပေါင်းနေတဲ့လူရင်းလူယုံတွေဖြစ်စေညီကိုမောင်နှမတွေအချင်းချင်းဖြစ်စေနော်အနီးအနားမှာနေတဲ့သူတွေဖြစ်စေအဲ့လူတွေကပဲကိုယ်ဝမ်းမြဒုက္ခပြတတ်တဲ့အတွက်သတိထားမယ်အထူးသဖြင့်တောက်ကြသာသမီတနင်္လာသာသမီအဲ့နေ့နာတွေကိုအကြောင်းပြုပြီးစိတ်ငြိမ်စိတ်သောကလေးတွေရောက်တတ်တဲ့အထူးသတိထားပေးပါဗျာနော်ဆိုတော့အဲ့တနင်္လာသာသမီနေတဲ့ပူတော်ပြီးလုပ်မယ်ဆိုရင်တစ်ခါနဲ့နဲ့မပြီးပဲနှစ်ခါနှစ်ခါပြန်ဖြစ်တာထားတာမျိုးလေးတွေအစားကြုံရတတ်တဲ့အတွက်သတိထားပေးပါပြီးတော့တစ်ခုမှအောင်မယ် အဲလက်ထဲပတ်စံရတဲ့ခါမှာရွှေတွေပါလေလုတ်လို့မသိတော့ပါဘူးဗျာနော်ရှိတဲ့ရွှေတွေတောင်းမှအချောင်းချောင်းကြောက်အပောင်ဆောင်အပောင်ဆောင်ရဝါတာတွေရောင်းထုတ်ရတာတွေဖြစ်တဲ့ရွှေနဲ့ကြောင်းနဲ့ရုံးမထားရဲဆိုရင်ကြောက်တွေပါလေထွက်ပြီးကြပြီးပျောက်ရှတာမျိုးတွေအစားဖြစ်တဲ့နော်အဲသတိထားပေးပါဗျာနော်ဒီကတော့မှအိမ်ကိုတန်ဝုတ်ကြည့်တဲ့ဆက်ပစ္စည်းတွေပါလေရောက်လာတဲ့ကိန်းရှိတယ်ရောက်ခဲ့ရင်လည်းအဝင်တော်ပါလေဗျာနော်ဆိုတော့အဲအကောင့်ဆိုးလေးကတော့ရောနေတယ်တခုရှိတာကလေကြာတာပရိသတ်သမီးတွေဒီတစ်ခါကာလမှာစိတ်ပင်ပန်းလူပင်ပန်းဖြစ်စရာလေးတွေကြုံရတတ်တယ် ဟိုရည်ရွယ်ပြီးဖြစ်တာမျိုးမဟုတ်ဘဲနဲ့ပေါ့လေမရည်ရွယ်ပဲနဲ့ရုပ်ရည်ရုပ်ရည်ရောက်လာတဲ့ဟာမျိုးတွေဖြစ်တတ်တယ်ဖြစ်တဲ့ခါဘသူတွေကိုအကြောင်းပြုပြီးဖြစ်လဲဆိုတော့ကျွန်တော်ခုနပြောတဲ့ဇာတ်ထဲမှာပါပဲအရင်ဒီဆုံးသူတွေလို့ခေါ်တာပေါ့ချစ်သူအိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့စိတ်တော်ကရောက်တာဖြစ်ရင်ဖြစ်မဖြစ်လို့ရှိရင်ခုနကညီကိုမောင်နှမအရင်ချတယ်ပေါ့လေသူတို့ကျမ်းမာရေးညံ့တာတို့အကြောင်းအကြောင်းပြဿနာတွေဖြစ်တာတို့အဲအဲ့ဒါတွေကိုအကြောင်းပြုပြီးတော့ကိုမငွေကုန်ကြေးကြများတာတွေစိတ်တော်ကရောက်စရာလေးတွေလိုက်ပါဖြည့်ရှင်းရတာလေးတွေဖြစ်တတ်တယ်ပြီးတော့ကိုချစ်သူအိမ်တော်ဘက်ကလည်းနေထိုင်နေတဲ့ကို အထင်လွဲပြီးမုန်းနေတာလေးတွေရှင်းမရရင်လက်မခံတာဘာမှမဟုတ်တဲ့ပြဿနာလေးကကြီးကြီးမားမားလေးပြဿနာအကြီးအထားဖြစ်တာလေးစိတ်ဝမ်းကွဲစရာလေးတွေဖြစ်တတ်တဲ့အတွက်အထူးသတိထားပေးပါအဲဂယုစိုက်ပေးပါလို့ပဲထပ်ပြီးအကြံပေးခြင်းနဲ့ပြောနော်အထူးသဖြင့်အခြေအိမ်တော်ဝင်တဲ့ပတ်သက်လို့ရှိရင်လေချစ်သူအိမ်တော်ဘက်ကဗုဒ္ဓဂူသာသမီတို့စနေသာသမီတို့ဆိုရင်တအားကိုဒုက္ခပေးလိမ့်မယ်စိတ်တော်ကအယံပေးလိမ့်မယ်ကွယ်လာမီလည်းမကွယ်ဘူးပြက်လာမီလည်းမပြက်ဘူးအဲဒီအစင်ပြလာမီလည်းမပြေပဲနဲ့လေယံပရိပခတွေနဲ့အယံရစ်ပြက်တနာရှိရှာအဲအဲ့ဒါမျိုးတွေကသာသွားဖြစ်တတ်တဲ့အတွက်ဂယုစိုက်ပါတခါကျရင်ကိုကိုကို ိုငါချစ်သူတွေအိမ်တော်ဘက်တွေထားမိတာမာပြီလားမသိဘူးဆိုပြီးတဲ့အတွေးတွေတွေးတာကစအော်ဟိပြီးထွက်ပြခြင်းတဲ့စိတ်တွေကစပေါ်လာတတ်တဲ့အတွက်ဂယုစိုက်ဖို့ပဲဆရာအကြံပေးခြင်းလေဗျာနော်ဒါကရှိတဲ့သူတွေအတွက်ပြောတာပါဟာချစ်သူမရှိတဲ့သူတွေကတော့ဒီကလာမှာချစ်သူရတတ်တဲ့ရဟင်လည်းကောင်းတယ်လက်ခံလို့ရပါတယ်ဗျာနော်ပြီးတော့အိမ်တော်တွေဘာတွေပြုမယ်ဆိုရင်ဒီကလာမှာပြုလို့မိသေးတယ်ဆိုရင်ပြုပါရတဲ့အနေထားမှာရှိတဲ့အတွက်ကောင်းတယ်လို့ပဲပြောပြရသေးဗျာနော်ဇွန်လ15ရက်16ရက်17ရက်အဲ့ရက်တွေမှာနေမှာလေ အဲကိုရည်ရထားတဲ့ကိစ္စတွေမှာဒီမှာတော်တော်လေးအဆင်ပြေတယ်ငွေဝင်လိမ့်မယ်ပစ္စည်းဝင်လိမ့်မယ်အလုပ်မရှိတဲ့သူတွေဆိုရင်ကောင်းတဲ့အလုပ်လေးတွေရမယ်လုပ်ငန်းလုပ်ကနေတဲ့သူတွေဆိုရင်လည်းလက်ရှိနေရာကနေနောက်တဆင့်မြင့်တဲ့နေရာကိုရရှိလိမ့်မယ် OA နေရာထိုင်ခင်းတဲ့ပတ်သက်တဲ့ကိစ္စတွေပြင်ဆင်တာတိုးချဲ့တာတွေအရန်ကောင်းတယ်ဗျာနော်ကုံညာသိတက်တက်တာနဲ့ပြီးသွားလိမ့်မယ်ရှစ်ပုံရှစ်ကံကြီးမားတဲ့သူတွေဆိုရင်အဲ့ရက်ပိုင်းမှာအိုသိအိမ်သိရတာတို့စိန်ရတာတို့ဆက်ပစ္စည်းဝင်တာတို့ဝင်တတ်တဲ့ကိန်းထဲမှာပါတယ်ဗျာနော်ဇွန်လ12ရက်13ရက်14ရက်15ရက်အဲ့ရက်မှာတော့အညံ့ခိုက်တွေရှိတယ် ကိုရဲ့အိမ်နီးပတ်ဝန်းကျင်မှာမီးလောင်တာမီးလန့်တာဒါမျိုးလေးတွေအားစားကြားရတတ်တယ်ကိုရဲ့အိမ်မှာလည်းလျှက်စစ် short ဖြစ်တာလေးတွေမိသီးကျွမ်းတာမျိုးလေးတွေအားစားသွားဖြစ်တတ်တယ်သတိထားမယ်ဝင်တဲ့ပတ်စံနဲ့ထွက်တဲ့ပတ်စံများတယ်အဲမြုပ်လိုက်ရတဲ့ပတ်စံလေးတွေပေါ့လေတခုရင်းနှီးလိုက်လို့ရှိရင်မြုပ်ပြီးပြန်ပေါ်မလာတာလေးတွေဖြစ်တဲ့အခါရှိတဲ့မြေခွက်လေးတွေပါလေးတွေထုတ်ရအောင်ဖို့လောက်ရတဲ့အနေထားလေးတွေအားစားကြုံရတတ်တယ်သတိထားမယ်ဗျာနော်အဲကျမ်းမာရေးညတဲ့အခါမှာအဓိကအဖြစ်ပေါ့လေအဲဝမ်းပိုင်းနဲ့ပတ်သက်ပြီးတော့မအီမသာဖြစ်တဲ့ဟာမျိုးလေးတွေကြုံရတတ်တယ် ပြီးတော့ခနာကုံမှာရှိခဲ့အကျော်အာယုံကျော်နဲ့ပတ်သက်တဲ့ယောဂအပြင်တကူလုံးမှာရှိတဲ့အကျော်အချင်းတွေပေါ့လေနာကျင်ကြိုက်ခဲ့တာပင်မနာပေါ့လေနုံးတာအဲ့လိုမျိုးတွေအစားသွားဖြစ်တတ်တယ်ဗျာနော်အဂယူစိုက်ပြပါပြီးတော့မိခင်နဲ့ပတ်သက်တဲ့အဲဆွေမျိုးမိခင်ကြောင့်ဖြစ်စေမိခင်ဘက်ကလာတဲ့ဆွေမျိုးညီကောင်မတော်မှကြောင့်ဖြစ်စေအဲသူတို့ရဲ့အဘူးကိစ္စလေးကိုယ့်ရဲ့အိမ်ကိုတဲလာတတ်တယ်အဲ့ဒါကိုလိုက်ပါဖြည့်ရှင်းရပြီးကိုပါအဘူးလောင်တာမျိုးတွေအစားဖြစ်တော့သတိထားပြပါအိမ်ကိုတက်ကြီးကျွယ်ဦးတွေစေကူတောင်းမှုလာတဲ့ဆိုရင်ဘေးဥပအန္တရာယ်ဖြစ်တာမျိုးတွေကြုံရတတ်ပါတယ်ဗျာနော် ဘေးယူဆိုင်ပါပြီးတော့ပညာရှင်တွေပတ်သက်လို့ရှိရင်ကြာတာပြည်သားသမီးတွေဒီကာလမှာပညာသင်တဲ့ခါမှာစိတ်လေးတွေလေးနေတာစိတ်တွေလေးနေတာမျိုးဖြစ်ပြီးတော့စာအုပ်ကလည်းဒါနဲ့အိတ်ချင်တာလို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 စိတ်ကတခြားကြီးရောက်နေတာလိုလိုဒါမျိုးတွေအားသာသွားဖြစ်တတ်တဲ့အတွက်ပညာရေးကိုဝရိယအားလေးသုံးစားလောက်ထည့်ပြီးကြိုးစားပေးပါလို့ထပ်တယ်လည်းလည်းအကြံပေးပါရစေနော်အဲ့တော့ကန်ရရဲ့ထောက်ပံ့မှုတွေအပြေအဝရအောင်အပြာရောင်အဆက်ရောင်အဖြူရောင်ရွှေရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးစွဲပေးပါမေပြုတ်ပန်းပရိမနိုင်ပန်းစပယ်ပန်းပိန်ပန်း ဇီလဝါပန်အဲ့ဒီပန်တွေကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရားမှာဖရားပန်ကတ်တာပဲဖြစ်ဖြစ်နေအဲ့ကနေမှအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆပေးပါအဲ့တော့အညာလေးတွေกินပြီးတော့ကောင်းတဲ့ကန်လေးတွေပိုကောင်းအောင်ရေရာလေးချီရမယ်ဗျာနော်အဲရေရာအနေနဲ့ဘယ်လိုချီရမလဲဆိုတော့ဇီးပင်တပင်အောက်ကိုဝင်မယ်အရှိတောင်ဘက်ရက်ကိုလှည့်ပြီးတော့အုံသီးစက်လေးသုံးသိစားပြီးတော့မိမိတို့အလိုရှိရာဆန္ဒလေးဆန္ဒပြုစုတော်ခြင်းအားဖြင့်အလိုရှိရာဆန္ဒလေးတွေတရုံတော်ဝပြေဝလာပါလိမ့်မယ်ဒါအပြင်ကြုံရတဲ့အညာလေးတွေပြေအောင်ဇေတီတော်တစုစုရဲ့အဲကိုယ့်ရဲ့ဓာတ်မှာပေါ့လေ ထင်းနေတက်စစ်တွေတွားရောက်လူဒန်းပေးလိုက်ပါဗျဒါဆိုတော့ကြုံရတဲ့အညာခိုက်တွေအေကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်အကြတာပရိသတ်သမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်